းရှားမှာ CIA ပြန်ဖွင့်တော့မယ်ပါမစ်တွေပြန်ဖွင့်တော့မယ်ဆိုတဲ့သတင်းလေးကိုပြန်လည်းမျှဝေပြီးတော့မှဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါ LHK Share Blog ကနေပြန်လည်းကျေးဇူးလိုက်ပါတယ်ကျွန်တော်တို့မလေးရှားနိုင်ငံကနေ passport ကိစ္စနဲ့ပတ်သက်ပြီးတော့နောက်ပြီးတော့ပါမစ်ကိစ္စနဲ့ပတ်သက်ပြီးတော့တည်သမျှလေးတွေကိုပြန်လည်းမျှဝေပြီးသွားတဲ့ channel လေးတစ်ခုပဲဖြစ်ပါတယ်ဆိုတော့အခုလက်တော်မလေးရှားနိုင်ငံမှာ CIA ပြန်ဖွင့်တော့မယ်ပါမစ်တွေပြန်ဖွင့်တော့မယ်ဆိုတဲ့သတင်းတက်တဲ့ကိုလည်းကြားနေကြပါတယ်ဒါပေမဲ့ဘဲဆုတ်ကထွက်လာတဲ့တည်င်းလဲဆိုတော့ဘယ်သူမှသေချာတိတိကျကျမသိပါဘူး ဒါကတော့အများဆုံးအဖြစ်ပွဲစားတွေအတွက်တော့အခွင့်အရေးတစ်ခုပဲလို့ပြောလို့ရပါတယ်ဆိုတော့ဒီတဲ့ရင်းကိုယုံကြည်တယ်ဆိုရင်တော့ယုံကြည်တဲ့အထက်မှာပါတဲ့လူကတော့50ရာခိုင်နှုန်း50ရာခိုင်နှုန်းမှားတယ်လို့ပြောလို့ရပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီတရေကတရားဝင်ကြီးညာထားတဲ့တရေမဟုတ်ပါဘူး။ CI ပြန်ခွင့်ဖို့အတွက်လည်းတန်ယုံမှာဘာအထောက်ထားမှသွားယူလို့မရပါဘူး။ဆိုတော့အခုတန်ယုံမှာလည်းဒီတော့တန်ယုံနဲ့ပတ်သက်ပြီးပြောမယ်ဆိုလို့ရှိရင်တော့တန်ယုံမှာ passport အသစ်လျှောက်ဖို့အတွက်တော့တန်ယုံနဲ့ပတ်သက်ပြီးတော့ ွားဖို့အတွက်ဆိုတော့ခုချိန်မှာလုံးဝမဖြစ်နိုင်ပါဘူးတန်ရုံမှာလည်းကောင်စစ်ကိစ္စနဲ့ပတ်သက်ပြီးတော့ဘယ်သူမှအဝင်မခံတဲ့အတွက်တန်ရုံမှာလည်း၆ကတ်နေတာပဲဖြစ်ပါတယ်တန်ရုံကအတိအကိုတယောက်ပြောပြချက်အရတော့တန်ရုံမှာ passport တက်တန်းတိုးနေ passport ပျောက်ဆုံးလျှောက်တဲ့လူလောက်ပဲလက်ခံပါတယ်ဆိုတော့ကျန်တဲ့ကိစ္စကတော့လုံးဝလက်ခံပေးခြင်းမရှိပါဘူးအဲ့အတွက်ပိတ်ထားပါတယ်ဆိုတော့ CI ကိစ္စကတော့လျှောက်ဖို့ဆိုတာတော့တန်ရုံကနေပြီးတော့လုံးဝဖြစ်နိုင်မှာမဟုတ်သေးပါဘူးမဟုတ်သေးဘူးဆိုတာတော့ဒါ မဟုတ်ဘူးလို့ပြောတာတော့မဟုတ်ဘူးပေါ့နော်မဟုတ်သေးတာပေါ့မဟုတ်သေးတဲ့တရင်ကမဟုတ်ပါတယ်လို့လက်ခံသွားမယ်ဆိုရင်တော့ကိုတိုက်တယ်ကိုကံမနောက်တစ်ခုကတော့ပါမစ်တွေဖွင့်တော့မယ်ဆိုတာတော့ကျွန်တော်တို့ဟို၃လပိုင်းလောက်ထိကြားခဲ့တဲ့တရင်မှာပါမစ်တွေဖွင့်တော့မယ်မလေးရှားမှာပါမစ်တွေပြန်ဖွင့်တော့မယ်လို့ပိုလူရီယာပြောတယ်ဒီလူရီယာပြောတယ်တချို့ဆိုလို့ရှိရင်ကြိုတင်ပြီးတော့စီယံကလေးယူထားတဲ့လူတွေလည်းရှိပါတယ်ပေးထားတဲ့လူတွေလည်းရှိပါတယ်ဒါပေမဲ့ဒါလည်းတိကျတဲ့တရင်တစ်ခုတော့မဟုတ်သေးပါဘူးပါမစ်ဖွင့်ဖို့ဆိုတာလည်းဘယ်သူမှ တိတိကျကျတိကျမသိနိုင်ပါဘူး။ဘာလို့လဲဆိုတော့သူတို့အစိုးရကနေပြီးတော့အခုဖွင့်ဖွင့်မယ်အခုမဖွင့်မဖွင့်ဖြစ်တဲ့အတွက်ကြိုးပြီးတော့တည်င်းထွက်တယ်ဆိုတာလည်းမဖြစ်နိုင်သေးပါဘူး။ဆိုတော့မလေးရှားမှာနေပြီးတော့ဒီပါမစ်ကိုစောင့်ဆိုင်းနေတဲ့ကျွန်တော်ရွှေမြန်မာများအခုချိန်မှာပါမစ်ဖွင့်တော့မှာဖြစ်တဲ့အတွက်စီရင်ငွေတစ်ထောင်နဲ့ passport စာကိုလာပေးကြပါဆိုရင်တော့ယုံကြည်ပြီးတော့သွားပေးထားရတော့ကိုတိုက်နဲ့ကိုကံပဲဖြစ်ပါတယ်။ဆိုတော့ကျွန်တော်တောင်းတဲ့လူကတော့တောင်းပါပါပဲ။တစ်ယောက်ကိုတစ်ထောင်တောင်းရင်ဆေးရဆိုရင်တစ်တောင်းရပါမယ်။တကယ်လို့ပါမစ်မဖွင့်ဆိုပြီးပြန်ပေးလို့ရှိရင်လည်းဒီပတ်စံကိုသူကကြားထဲမှာ၄၅၆လောက်လောက်တုံးထားမှာဖြစ်တဲ့အတွက်ဆိုတော့ ကိုကကိုပဲစဉ်းစားကြည့်ပါတော့ကိုလည်းမလေးရှားနိုင်ငံကိုရောက်နေပြီဆိုတော့စဉ်းစားတတ်တဲ့အခြေအနေလည်းရှိနေပြီလေဆိုတော့ပါမစ်ဖွင့်နေဆိုတာကပါမစ်စားဖွင့်ပြီးတန်ယုံမှလည်းစားထွက်ပြီးမလေးရှားလောက်ကလည်းစားထွက်ပြီးဆိုလို့ရှိရင်ဒီစားကိုဖြတ်ပြီးပဲလူတွေကလည်းအများကြီးရှိပါတယ်အခုချိန်မှာတော့မဟုတ်ဘူးလို့တက်တိနားလေတဲ့လူကြီးပိုင်းတော်တော်များများကပါမစ်ကိစ္စဖွင့်မယ်ဆိုတာမဟုတ်ဘူးလို့ပြောထားတာဖြစ်တဲ့တို့ကပါမစ်ဖွင့်ဖို့အတွက်စီရင်ပေးခြင်းတွေကို တတိယကိယူဆိုင်ကိုလိုပါတယ်တကယ်လို့ပတ်စံနေအရန်ပေါ်ပြီးတော့စေနာရီရှိလို့ပြီးမယ်ဆိုလည်းပြီး CI ကိုဖွင့်ပြီးဆိုပြီးတော့တည်င်းနေကြားနေလို့ CI ပြန်ဖို့အတွက်မဖြစ်တော့ဘူးမြန်မာနိုင်ငံမှာလည်းလေးချာမှလည်းနေလို့အဆင်မပြေတော့ဘူး Opera City ကခဏခဏဖမ်းနေတယ်အဲ့တော့မြန်မာနိုင်ငံပဲပြန်မယ်ဆိုပြီးတော့ CI တည်င်းလေးကြားရတယ်စီရံကိုတွေသွားပြီးပြီးတော့သွားထိုက်ဆောင်နေမှာဆိုရင်တော့ ကိုတိုင်းနဲ့ကိုကမ်းမစီအိုင်းရတယ်မခွင့်သေးပါဘူးဆိုတော့ဒါကတော့ကျွန်တော်တိတိလောက်ကိုပြန်လည်းမျှဝေပေးခြင်းဖြစ်ပါတယ် passport နဲ့ပတ်သက်ပြီးတော့ passport ပျောက်ဆုံးတဲ့လူတွေကတော့မလေးရှားမှာလောက်ထားတဲ့ passport ပျောက်တယ်ဆိုလို့ရှိရင်ပြန်လျှောက်လို့ရပါတယ်ပြန်လျှောက်ဖို့အတွက် yes scan ထောက်ခံစား company ထောက်ခံစားထုတ်စံတိုင်းထောက်ခံစားလိုချင်ရင်တော့ကျွန်တော်လာပြီးတော့မေးမြန်းနိုင်ပါတယ်ကျွန်တော်ဖုန်းနံပါတ်ချထားပေးပါတယ်0818192186ဆိုတော့ iPhone number ကိုမေးလို့ရပါတယ်။ကျန်တဲ့စာအုပ်အစ်စ်လုံးမှာတို့မြန်မာနိုင်ငံကပါလာတဲ့စာအုပ်တို့ပျောက်တယ်ဆိုရင်တော့အဲ့ဒါတော့လုံးလို့အဆင်မပြေသေးပါဘူး။ လူကိုယ်တိုင်တန်ယုံကိုဖုံးဆက်ပြီးမမေ့ခြင်းဆိုလို့ရှိရင်လေတန်ယုံနဲ့တိတယ်ပေါဝဲကျန်လူတွေကိုဖုံးဆက်ပြီးတော့မင်းမြဲကြည့်ပါသွားပူလာပူတဲ့လူတွေကိုအရင်ဆုံးမင်းမြဲကြည့်ပါဘာမှကိုယ်မှာဘာမှအထောက်ထားမရှိလို့ passport လောက်ချင်တယ်ဆိုရင်တော့မှ passport လောက်လို့ရတယ်2000ကျော်ပဲရတယ်အစ်စ်လောက်မယ်ဆိုလို့ရှိရင်တချို့လောက်ပေးနေတဲ့လူတွေရှိပါတယ်ထွက်လာတဲ့စာအုပ်ကတော့အစစ်ဟုတ်ချင်မှဟုတ်ပါပါ။တန်ယုံကထုတ်ပြီးတဲ့စာအုပ်ကတော့ဟုတ်မှာမဟုတ်ပါဘူး။ဘာဖြစ်လို့ဆိုတော့တန်ယုံကအခုချိန်ထိ passport စာအုပ်ကိုထုတ်မပေးပါဘူး။တန်ယုံကလည်းတတန်းတိုးနဲ့ မလေးရှားနိုင်ငံမှာလုပ်ထားတဲ့ passport ဆောင်အပြောင်းလျှောက်တည်ပဲလျှောက်လို့ရပါတယ်။ဂျန်နဲ့လမ်းကြောင်းတွေပါတယ်လည်းဘာမှမရှိပါဘူး။တကယ်လို့လမ်းကြောင်းရှိလို့လုပ်ချင်တယ်ဆိုရင်လည်းလုပ်ပါ။ဆောင်အစ်စ်လားအတူလားတော့ထွက်လာမှတိမှဖြစ်တဲ့အတွက်ကိုတိုင်နဲ့ကိုကံလိုပဲပြောပြရစီ။ဆိုတော့ကိုကမလေးရှားမှာရောက်နေတာဖြစ်တဲ့အတွက်ဒီတည်မျိုးလေးတွေကိုတော့အမြဲတမ်းဆောင်တိုင်းနားထောင်နေဖို့လိုပါတယ်။တကယ်လို့ကိုကဘာမှမရှိဘူးဆိုလို့ passport မရှိဘူးဆိုလို့ရှိရင်တော့ UN register လုပ်တာပါဌာနဆိုင်ရာ အ NGO အဖွဲ့တွေနဲ့ဆက်သွယ်ပြီးတော့ UN ချောက်ထားတော့ပိုကောင်းပါတယ် UN တော့ချပေးတာမချပေးတာတော့သူ့အပိုင်ပေါ့နော်ဒါပေမဲ့ကိုယ့်အတွက်ထောက်ထားလေးတစ်ခုရှိသွားပြီဆိုလို့ရှိရင်တစ်ခုခုဆိုလို့ရှိရင်လမ်းပြီးအကူအညီတောင်းလို့ရတယ်ဆိုလို့ရှိရင်တော့အမြန်ဆုံးပြောရမယ်ဆိုရင်တော့ကန်ထဲမှာအကြာကြီးမနေရဘူးပေါ့ဗျာကန်ထဲမှာအကြာကြီးမနေရဘူးပြီးစရာတန်ကြီးရှိရလေးစောင်းပြီးမြန်မာနိုင်ငံကိုမြန်မာပြန်ရောက်တယ်ပေါ့ဟာအဲ့လိုမျိုးလေးရှိတယ်အဲ့လိုမှမဟုတ်ဘဲနဲ့ဌာနဆိုင်ရာအဖွဲ့အစည်းတွေစီမှာ ကူညီတောင်းပြီးကတ်တက်ကတ်ကတ်တက်ကတ်လောက်ထားအသိဝင်အဖွဲ့ဝင်တွေလောက်ထားအဲနောက်တစ်ခုကတော့ကျွန်တော် CDM နေပေါ့နော်ဟိုတနေ့ကတွေ့ရ CDM ဝန်ထမ်းတွေကမြန်မာနိုင်ငံမှာ CDM လောက်တော့လဲပြီးနေရတယ်မလေးရှားရောက်တော့လဲ Opera City ဖမ်းလို့ပြီးနေရတယ်ဆိုရယ် CDM ဝန်ထမ်းတယောက်ပါဆိုပြီးတင်ထားတဲ့ post လေးတစ်ခုတွေ့တော့ကျွန်တော်စိတ်မကောင်းဖြစ်မိပါတယ်ဆိုတော့ CDM ဝန်ထမ်းတွေနေနဲ့ကာကွယ်ပေးတဲ့အဖွဲ့အစည်းရှိပါတယ်ဆိုတော့ကျွန်တော်တို့လိုဘာမှမဟုတ်တဲ့အရက်ဖက်ဝန်ထမ်းတွေအရက်ဖက် သူတွေအတွက်အရက်ဖက်အရက်သားတွေအတွက်တောင်မှဒီ NGO အဖွဲ့နဲ့ချိတ်ဆက်ပြီးတော့ UN ရှောက်လို့ရတာဖြစ်တယ်သူကဆိုတော့ CDM အဖွဲ့ဝင်နေနေနဲ့ NLD NGO ရုံးနေမှာဆက်သွယ်ပြီးတော့လူကိုယ်တိုင်တွားရောက်ပြီးတော့ကိုလုတ်ခဲ့တဲ့ဝန်ထမ်းမှန်ကန်တဲ့သူတို့နဲ့ပူးပေါင်းပြီးတော့အထောက်အထားတစ်ခုခုရအောင်လုပ်ထားတာပို့ပြီးတော့ကောက်ပါတယ်အဲ့တော့တော့ရုံးကိုခဏခဏတွားရမယ်တွားရတဲ့အတွက်လည်းမပြင်းမကြီးပဲနဲ့တွားမယ်ဆိုရင်တော့အချိန်တိုင်းတာတစ်ခုအတွင်းမှာခဏလေးနဲ့ကြာနိုင်ပါတယ်ဆိုတော့ဟိုတလောရောကျွန်တော်မြန်မာနိုင်ငံ CDM ဝန်ထမ်းတယောက်နဲ့စကားပြောကြည့်တော့သူက တိုင်းသားမဟုတ်ဘူးကောနော်မြန်မာလူမျိုးပဲဆိုတော့တိုင်းသားဆိုရင်တော့တို့တိုင်းသားအာဖွဲ့စည်းတွေနဲ့ဂျုံနေမှာတွားပြီးတော့တိုင်းသားကတ်လုပ်လုပ်ပြီးတော့လျှင်တော့ UN ချောက်လို့ရတယ်ဆိုတော့ဒါတိုင်းသားတွေတွားတယ်လမ်းကြောင်းဆိုတော့မြန်မာစစ်စစ်တွေကြတော့အဲဗမာစစ်စစ်တွေကြတော့ဟို CDN လုတ်တဲ့တူကဆိုတော့သူကအဲ့မှာတွားပြီးတော့ NLD ရုံးမှာတွားပြီးတော့လုတ်တာတဲ့ဆိုတော့ interview တွေပါတယ်ဖြစ်ပြီးတော့ရောက်ပြီးမလေးရှားရောက်ပြီးဘလောက်မှမကြဘဲနဲ့သူက CM CDN ဝန်ထမ်းဖြစ်တဲ့အတွက်ပေါ့နော် interview တော့နည်းနည်းကျန်တယ်လို့ပြောတယ်အဲသူမိသားစုတွေကိုဒီလိုပဲ အစင်ပြောင်းလေးပတ်လေအောင်ပြန်ဖြည့်ရတယ်ဗောနော်အဲ့လိုပြန်ဖြည့်ပြီးတော့မှသူကဒီ UN ကတ်ရလာတယ်ဗောဆိုတော့ UN ကတ်ချက်ချင်းရဖို့အတွက်ကတော့တိတ်ပြီးတော့လွယ်ကူတာတော့မဟုတ်ပါဘူးဒါပေမဲ့ကန်တရားနဲ့လည်းဆိုင်လို့အကြောင်းအရာတစ်ခုနဲ့ကိုယ့်ရဲ့ထောက်ထားတွေပေါ်မှန်ကန်တယ်ဆိုလို့ရှိရင်ကိုယ်ဆက်သွယ်ထားတဲ့အပွဲစီးတွေမှန်ကန်တယ်ဆိုလို့ရှိရင်တော့ UN ကတ်ကရဖို့ခွင့်ရများပါတယ်ဆို CDM ဝန်ထမ်းတွေအတွက်ပြောတာဗောနော်ဆိုတော့ဒီအရက်ဖက်ကကျွန်တော်တို့လူတွေအတွက်ကတော့ဆိုတော့ register တင်မယ်ဆိုလို့ရှိရင် register တင်တာကိုယ်နဲ့သက်ဆိုင်ရာဖွဲ့စည်းရေးစီကိုတော့ဒီစာရွက်လျှောက်လာလေးတွေပို့ထားတာပို့ပြီးတော့ကောက်ပါတယ်ဒါတော့ CI နဲ့ ် UN နဲ့ပတ်သက်ပြီးပြောပြတာပေါ့နော်ဆိုတော့ဆွမ်းနာကျွန်တော်ခုနကစကားကိုပြန်ကောက်မယ်ဆိုရင်တော့ permit တွေဖွင့်နေဖွင့်တော့မယ် CID လည်းပြန်လို့ရရမယ်ဆိုပြီးတော့ deposit တွေသွားပေးမယ် CNA ပေးပြီးတော့ကိုယ့်ကိုစောင်းတိုင်းမယ်ဆိုရင်တော့ကိုတိုက်တယ်ကိုကံပါ passport လုတ်လို့ရတယ်ဆိုပြီးတော့လုတ်မဲ့လူတွေလည်း passport စာအုပ်ကို2500နဲ့ပေါက်နေတယ်လို့ကြားပါတယ်လုတ်ချင်လည်းလုတ်ကြပါစာအုပ်အစ်တတော်ရမှာမဟုတ်ပါဘူးဆိုတော့စာအုပ်အပြောက်လျှောက်ချင်တဲ့လူကတော့မြန်မာနိုင်ငံမှာပျောက်တဲ့မြန်မာနိုင်ငံကလုတ်လာတဲ့စာအုပ်မဟုတ်ဘဲနဲ့မလေးရှားနိုင်ငံကလုတ်တဲ့စာအုပ်ပျောက်သွားတယ်ဆိုရင်တော့ ရက်စကန်ထောက်ခံစာကုမ္ပဏီထောက်ခံစာယူပြီးတော့တန်ရုံမှာတွားပြီးတော့ပြန်အပြောက်လျှောက်လို့ရပါတယ်ဆိုတော့ဒီဒလန်ပဲရှိပါတယ်နောက်ပြီးတော့အရင်ကလိုလည်းတန်ရုံကပွဲစားတွေလိုဝင်ကျင်တိုင်းဝင်ထွက်ကျင်တိုင်းထွက်လို့ရတဲ့အနေအထားမဟုတ်တော့ပါဘူးဆိုတော့တန်ရုံမှာအခုကောင်းစိတ်ကိစ္စနဲ့ပတ်သက်ပြီးမှမြို့မှာလက်မှတ်ခံမှာဝင်ခွင့်မပြုပါဆိုပြီးတော့ sign board အနေအထားကြီးချိန်ထားတာလည်းရှိပါတယ်တကယ်လို့ကိုကအောက်တန်ရုံအဝါကိုရောက်မယ်ဆိုရင်တော့ကိုကမေးမြန်းပြီးတော့မှကိုလုံးမဲ့ไก่แม่เฉ็ดเล็ดนี่มันมันกันอูสรินเนาะเปลี่ยนหล่นมาตีจ๋าบาร์สรอกทีนี้ก็เราพวกเราบาเม้พ่นออกมาสรแล้วตะทิ้งเตะๆจ้าพี่แล้ว စီရင်နေ deposit တွေ passport တွေသူကမပေးမိအောင်လို့ကျွတ်တဲ့တတိပေးထားခြင်းဖြစ်ပါတယ်တကယ်လို့ဖွင့်လာပြီဆိုလို့ရှိရင် passport permit တွေဖွင့်လာပြီဆိုလို့ရှိရင်လဲကျွန်တော်တို့လိုမျိုးတည်တင်းပေးတဲ့လူတွေကနေပြီးတော့မှန်ကန်တဲ့စိုးရထွက်လာတဲ့တည်င်းဆိုရင်တော့ကျွန်တော်တို့ပြန်လဲမျှဝေပြီးတော့မှဖြစ်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကလူကိုယ်တိုင်ပြောပြရတာဖြစ်တဲ့တော့ မှန်ကန်တဲ့သတင်းရနေပြီးတော့ဥပမာပြင်မလေးရှားလောက်အကကနေပြီးတော့ဗာမစ်ဖွင့်มาပြီးလို့ထုတ်ပြန်လိုက်တဲ့သတင်းမှန်ပြီဆိုရင်တော့ကျွန်တော်တို့ကတင်ပြရရဲမဟုတ်ဘဲနဲ့တော့မတင်ပြရဘူးဘာဖြစ်လို့ဆိုတော့ကျွန်တော်ပြန်လာပြပြီးတော့ပြောနေရတာဖြစ်တဲ့အတွက်ပေါ့နော်အဲ့တော့အခုအချိန်မှာဗာမစ်ဖွင့်တော့မယ်လို့တည်တည်ကြတာဟိုတုံးလာပိုင်းနေရကြားတယ်အခုချိန်ထိဖွင့်ဖို့ဘာသတင်းမှမကြသေးဘူးအဲ့ဒါကိုဗာမစ်ဖွင့်တော့မယ်ဆိုပြီးတော့ဝယ်စားရည်စီကိုတစင်စီရနေတော့ပေးထားမယ်ဆိုရင်တော့စဉ်းစားဖို့လိုပါတယ်ဆိုတော့ဒီနေ့ကတော့မလေးရှားရောက်နေတဲ့ရွှေမြမာတွေ passport ကင်နာပြီးဗာမစ်ဆောင်တွေလည်းလူတွေအတွက် ဆိုတော့တည်ရတဲ့လောက်လေးပြန်လဲပြောပြပြရအောင်ရှင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါနော်